ဒုက္ခတဲ့များနဲ့ညီညွတ်မှုဒီစကလုံးဟာလာမယ့်20ရည်မှာကြာရောက်မယ်အခုနှစ်ကမ္ဘာဒုက္ခတဲ့များနေရဲ့ဆောင်ပုတ်ပါဒါဟာကမ္ဘာနိုင်ငံတွေလူအဖွဲ့အစည်းတွေနဲ့လူတူချင်းစီတိုင်းအနေနဲ့ပရိပခ္ခတွေကြောင့်နေရက်ကနေထွက်ပြေးလာရတဲ့ဒုက္ခတွေကိုပတ်မိုးကူညီဖို့တွန်းအားပေးတဲ့ဆောင်ပုတ်လည်းဖြစ်ပါတယ်ကမ္ဘာပေါ်မှာရှိတဲ့ဒုက္ခတွေတိုင်းဟာသူတို့ရဲ့ဘဝတွေကိုပြန်လည်တိဆောက်ခွင့်လိုချင်နေကြပါတယ်။ အဲ့ဒီတဲ့နိုင်ငံရေးနဲ့စီရေးပဋိပက္ခအပြင်တဘာဝဘေးကြောင့်နေရဆွန့်ခွာနေရတဲ့မြန်မာဒုက္ခသည်တွေလည်းပါဝင်ပါတယ်။ဒုက္ခသည်လို့ဆိုရမှာမိခင်နိုင်ငံကိုဆွန့်ခွာပြီးပြည်ပကိုထွက်ပြေးတိမ်းရှောင်သူတွေကိုသာပြောလို့ရှိကြပေမယ့်မြန်မာနိုင်ငံအနေထားမှာတော့ပြည်တွင်းမှာနေရဆွန့်ခွာတိမ်းရှောင်နေသူတွေကိုလည်းဒုက္ခသည်အဖြစ်မှတ်ယူထားကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကစတင်လိုက်တဲ့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်တဲ့စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေကြောင့်အခုဆိုရင်တိုင်းနိုင်ငံလုံးအတိုက်အတာနဲ့နေရက်ကိုဆုံခါရတဲ့ဒုက္ခတဲ့အရေးအတွက်ဟာလည်းမြင့်တက်လာနေပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးအပြီးကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရော UN OCHA ရဲ့ထုတ်ပြန်ချက်အရမြန်မာနေရဲ့ဆုံခါသူအရေးတက3.5တန်းကျော်ရှိနေပါတယ်။ အဲ့ဒီတဲ့တိရသမနှစ်တန်းကျော်ဟာအခုနှစ်အတွင်းတိုက်ပွဲတွေပိုအရှိန်မြင့်လာတဲ့ကရင်ပြည်နယ်ကနေရွှန့်ခွာသူတွေပါအသက်32နှစ်အရွယ်မတ်ဝေဟင်မိုးကတော့ကရင်ပြည်နယ်အတွင်းကစစ်ပေးရှောင်တယောက်ဖြစ်ပြီးလက်ရှိကလေးသုံးဦးရဲ့မိခင်လည်းဖြစ်ပါတယ်။အခုလိုမိုးရသည်မှာကလေးငယ်တွေတစ်ဖက်နဲ့စစ်ရှောင်နေရစဉ်မိုးမလုံးတဲ့သူ့ရဲ့ယာယီမိုးကတဲထဲမှာနေထိုင်ရင်စစ်မီးတွေညှိမှုမျောလင့်နေရသူပါ။အလုတ်သွားမဲ့နေရအလုတ်မသွားတော့ဘူးလေအလုတ်မသွားတော့ စားဖို့တော့ကတော့ပူပြတော့မလို့ဆိုတော့အလုတ်တော့ကတော့ရက်တန်တာတော့အစားဝုံဝင်မရှိဘူးလေအလုတ်တွေကမလုံနိုင်စူဆောင်းလာတာကြိုတင်ပြစင်မရှိတော့စားရိတ်ကဒုက္ခရောက်တာပေါ့နော်ဒီတိုက်ပွဲကနေပြီးတော့ကင်းဝေးအောင်တော့လူမျိုးအောင်မြင်ကြတာပေါ့နော်ဒီဘောက်ဆိုကိုနဲ့အတူလိုပဲရှောင်းပုံးပြီးတော့နေတဲ့သူကိုဝင်ဆောင်သေးတယ်မိနေတဲ့အခုလိုပေါ့နော်ကလေးငယ်လေးနဲ့ပြေးလွှားနေမှလို့ဆိုတော့ထပ်တူတော့စိတ်မကောင်းဘောအဲ့လိုမျိုးလေးကိုခံစားဘူးတော့သူတို့လေးလည်းအဲ့လိုဖြစ်မှကြောက်လို့အဲ့လိုမျိုးတိုက်ပွဲလို့မြင်မြန်အေးချမ်းသွားလို့ ဘူးလို့အဆင်ပြေဘူး။အရင်ကအေးချမ်းနေရတော့ကတော့ဟိုအဆင်ပြေတယ်ဗောနော်။အခုအနာသိမ့်မြေနောက်ပိုင်းဆိုဒီကလေးလေးနောက်ပိတ်ဆုံးကလေးလေးတည်းဝေးပြတ်မှာတော့အဆင်မပြေဘူးတည်းဆိုတော့စာဝုန်းနေရတော့အဆင်ပြေမဟုတ်။ဒီကလေးအတွက်နဲ့ဆိုတော့နေဖို့ထိုင်ဖို့တော့အဆင်ပြေဘူး။အဲ့လိုမျိုးကြတော့ဘူးလို့ဆိုတော့စိတ်ပူပင်ရတာဗောနော်။မျိုးမျိုးဒီကလေးတွေနောင်ရည်အတွက်တည်းရည်ရွတ်တက်တည်းဝေးရတယ်အဲ့ဒါမျိုး။တိုက်ပွဲပြီလို့ရှိရင်တော့အကြံဝါလို့ရှိရင်တော့ကိုကိုရက်ကိုရွာလေးကိုပြက်နေခြင်းနဲ့ လက်ရှိမှာတော့မတ်ဝေဟင်မိုးတို့နေထိုင်တဲ့ကရင်ပြည်နယ်အပါအဝင်စကိုင်းတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်နီပြည်နယ်တွေမှာပါကြိုက်ပွဲတွေပြင်းထန်နေတာပါကရင်နီမှာဆိုရင်လည်းပြည်ရင်းစစ်ပဋိပက္ခကြောင့်တပြည်နယ်လုံးနီးပါးဆစ်ဆောင်နေရတာအပြင်ပြီးခဲ့တဲ့နှစ်ကဆိုးရွားတဲ့ရေကြီးရေရှမ်းမှုဒဏ်ကိုပါဒေသခံတွေခံစားခဲ့ရပါတယ် ရည်ကြီးမှုနောက်ဆက်တွဲကြောင့်ပြည်내ရင်းဆိုင်ခင်အလုံးဒီပါပျက်စီးဆုံးရှုံးခဲ့ရပြီးစနေအခါမလုံးမလောက်မှုကိုပါလက်ရှိခံစားနေကြရတာပါစစ်ပွဲတွေကြောင့်အလောက်ကင်ခွင်လည်းမရှိသလောက်နေပါတဲ့အပြင်တပ်ဖက်မှာကုန်စင်းနှုံအစမတန်မြင့်မားနေတာကပြည်내ရင်းဆစ်ဆောင်တွေအတွက်ကြက်တဲလာစေပါတယ်။ ကြအပြင်လေကြောင်းတိုက်ခိုက်မှုတွေမြေပြင်တိုက်ပွဲတွေကြောင့်နိုင်ငံတကာအကူအညီပေးရေး လုပ်ငန်းတွေရပ်ဆိုင်တာနှောင့်နှေးတာတွေရှိလာတာကအကူအညီလိုအပ်နေတဲ့ဒေသခံတွေအတွက်ပုံမိုခက်ခဲစေခဲ့ပါတယ်။လက်ရှိမှာလည်းနိုင်ငံတကာနဲ့ဒေသတွင်းကအလူရှင်တွေရဲ့လူဒဏ်မှုတွေရပ်တန့်နေတာကြောင့်အခြေခံစားကုန်တွေဖြစ်တဲ့ဆန်စီစားတောင်ပြက်လက်မှုတွေရှိနေပြီးရရှိရှိဆိုရင်ဆန်ပြုတ်တောက်ရဖို့တောင်ခံနိုင်တယ်လို့ပြောလာသူကအသက်25နှစ်အရွယ်ကိုခူပါ ဒီမိုးရတီမှာအဓိကကျွန်တော်ကြုံရတဲ့ပြဿနာပါလဲဆိုစာရေးတောက်ရေးပေါ့ပြီးတော့အခုလက်တလောလောလောလက်ဖြစ်နေတဲ့ကိစ္စကုံစင်တော့အရန်တဲ့နေတော့အဲ့ဒါလဲပြဿနာပဲအခုနောက်ပိုင်းကျွန်တော်လူရှင်တွေကလည်းမလာနိုင်မရောက်လာနိုင်ဘောနော်အဲကြောင့်ကျွန်တော်စာရေးတောက်ရေးဆို ရန်နဲ့ခက်ခဲကြတယ်ခါလေးဆိုရင်တမိန်တော်မှာနတ်မမှန်ကြတဲ့မိတ္တဆုဝင်ရှိကြတော့ဘောနော်ပြီးတော့မိုးရတီဆိုတော့နေဖို့နေရာတွေကလည်း တော်တော်လေးခက်ခဲတယ်မိုးယိုတယ်မိုးကာတယ်လည်းအလုံလောက်မရှိဘူးဒီနိုင်ငံရေးခင်းချင်းနေအများဆုံးပြီးမြောက်စီချင်းပါနော် ပြီးတော့ online အောင်မြင်စီချင်းလည်းနောက်ပြီးတော့ကျွန်တော်ရဲ့စာဝန်ကြီးတွေလည်းပို့ပြီးတော့ပြည်လဲချင်းတယ်ကရင်နီလိုပဲစစ်ရှိန်မြင်နေတဲ့ရခိုင်ပြည်နယ်အကျွဲမှာတော့2023ခုနှစ်ကစပြီးအာရခတက်တော် AE ပါဝင်တဲ့မြောက်ပိုင်းမဟာမိတ်တုံးပွဲရဲ့10-20ခုစစ်စင်ရင်းနဲ့အတူတကြောပြန်တိုက်ပွဲတွေပြင်းထန်လာပါတယ် လက်ရှိမှာတော့အေးအေးနေနဲ့ရခိုင်ပြည်နယ်အတွင်းမြို့နယ်18ခုထဲက14မြို့နယ်ကိုတိုက်ပိုက်ထားပြီးဖြစ်ပါတယ်။ကြံ့နေသေးတဲ့စစ်တွေကြောက်ဖြူနယ်မန်အောင်မြို့နယ်တွေကိုလည်းအပိသက်တိုက်ပိုက်ဖို့ထိုးစစ်ဆင်နေတာကြောင့်စစ်ဆောင်ရေးတွေဟာနေစဉ်တိုးလာနေပါတယ်။အခုဂျွန်လာလည်းအထီးရခိုင်ပြည်နယ်အတွင်းစစ်ပေးဆောင်ရေးအတွက်ဟာ6သိန်းဝန်းကျင်ရှိနေပြီလို့အငူကြီးပေးနေတဲ့အရက်ဖက်လူမှုအဖွဲ့အစည်းတွေစီကသိရပါတယ်။ ဒီစစ်ဘေးဒုက္ခသည်တွေအတွက်အရင်ကနိုင်ငံတကာအကူအညီတွေရရှိလို့နေထိုင်နိုင်ခဲ့ပေမယ့်အခုနှစ်မှာတော့ထောက်ပံ့မှုတွေမရတာကြောင့်စာဝတ်နေရေးအခက်အခဲကပိုဆိုးလာတာပါရှခိုင်ပြည်နယ်အတွင်းအေအေထင်းချုပ်ထားတဲ့နယ်မြေ14ခုစလုံးရဲ့ကုန်သွယ်မှုလမ်းကြောင်းအလုံးကိုလည်းစစ်ကောင်စီကပိတ်ဆို့ထားပါတယ်။ဒါအပြင်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနေတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်းစစ်ကောင်စီကရခိုင်ပြည်နယ်ထဲဝင်ခွင့်ပိတ်ပင်ထားပါသေးတယ်။ ဒီလိုပိတ်ဆို့မှုတွေကြောင့်ရခိုင်ပြည်နယ်မြေပေါ်ဆစ်ရှောက်စခန်းမှာနေထိုင်နေအသက်40ကျော်အရွယ်အမျိုးသမီးတူကတော့ကမ္ဘာစနေရီကအဖွဲ့ရဲ့ထောက်ပံ့မှုတွေမလာတော့တဲ့နောက်ပိုင်းတရက်ကိုချက်မင်းတနက်ပဲဆားရတော့တယ်လို့ဆိုပါတယ်ထောက်ပံ့ကြီးစဲလို့လို့အဆင်မပြေပါကျွန်မတို့ကိုထောက်ပံ့ကြီးပြီးရလိုက်တာကြောင့်မို့လို့ကျွန်မတို့လုံးဝအဆင်မပြေဘူးပြီးတော့ဗောနော်အရန်လည်းအခက်ခဲကြုံနေရတယ်ပြီးတော့တခြားထောက်ပံ့ကြီးတွေလည်းဘယ်ကားမှမရအောင်ဗောနော်ပြီးတော့ WFP ကနေပြီးတော့မှထောက်ပံ့မှုတွေမရတာလဲတစ်နှစ်ပြည့်တော့မယ်ပေါ့နော်ပြီးတော့မိသားစုအများကြီးရှိတာကြောင့်မလို့ကျမတို့ဆိုခက်ခဲအများကြီးကြုံနေရတယ်။ထမင်းကလည်းနှမမှန်ဘူးအလုတ်အကိုင်းလည်းမရှိတော့ပေါ့နော်မနက်စာစားရင်ညစာမစားရအဲ့လိုမျိုးပုံစံနေ ဖြစ်သွားတယ်ပေါ့နော်ငတ်တဲ့သူတွေကလည်းငတ်နေပြီပြီးတော့ဒီထက်ဆိုးရတဲ့သူတွေကလည်းရှိတယ်ပေါ့နော်အစာရေစာပြက်လက်မှုကြောင့်တည်တဲ့သူတွေလည်းရှိတယ်ကျမတို့မမိသားစု၅ယောက်ရှိပါတယ်ပေါ့နော် ယောက်ျားကလည်းဆုံးသွားပြီဆိုတော့တယောက်တည်းလောက်ကိုင်းစားတော့ရတာခက်ခဲပါတယ်။အစာဝတ်နေရေးအတွက်အပြင်ပေါ့နော်ကလေးတွေကိုကြောင်းဘလို့ထားရမလဲဒါတွေကိုတွေးပူနေရတယ်။စာတင်မှုငွေကြီးမတက်နိုင်ပြီမဲ့စာမတင်ရင်လည်းလူညွတ်တုံးမှာစိုးရိမ်နေရတယ်ပေါ့နော်။ဆုံးမဖိုက်ဘူးပြန်ဆက်လဲမဟုတ်လူမဖိုက်ရ။ဆက်ဖိုက်ဖို့ဆိုလို့ မြန်မာနိုင်ငံကျောင်းဝန်မှာရက်ခိုင်စစ်ပေးဆောင်တွေအပါအဝင်လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေသူအရေးအတွက်က19.9တန်းရှိနေတယ်လို့ UN Ocha ကခန့်မှန်းထားပါတယ်ပြည်내နဲ့တိုင်းတွေမှာနေရအနှက်စစ်တမ်းခန်းစားနေရခြင်းမြို့ကြီးတွေမှာလည်းတဘာဝပီအန်ရဲ့ကြောင့်ပြည်သူတွေဟာလုံခြုံတဲ့နေရထိုင်ခြင်းအလောက်ကိုင်းခွင့်လန်းနဲ့ပညာရေးကျန်းမာရေးဆောက်ရှောက်ခွင့်တွေကိုဆုံးရှုံးနေကြရတာပါ ကုန်သင်ရေးလမ်းကြောင်းပိတ်ဆို့မှုတွေနဲ့အစမတန်မြန်မာနေတဲ့ကုန်စင်တွေကြောင့်ပြည်သူတွေဟာတနစ်တာလိုအပ်တဲ့အာဟာရပြည့်ဝအောင်မစားတော့နိုင်တဲ့အခြေအနေပါ။ဒီလိုလိုအပ်ချက်တွေများနေတဲ့စစ်ဘေးရှောင်တွေကိုကုညီပေးနေတဲ့အရက်သားပြည်သူတွေနဲ့လူမှုကွန်ရီအဖွဲ့တွေကိုလည်းစစ်ကောင်စီကချိန်ချောက်တာအကူအညီပေးရလမ်းကြောင်းတွေကိုပိတ်ဆို့တာနှောက်ယှက်တာတွေကြောင့်အမှန်တကယ်လိုအပ်နေတဲ့ပြည်သူတွေစီမရောက်ရှိပဲဖြစ်နေပါတယ်။ စီပေးဆောင်တွေကိုကူညီပေးနေတယ်ကျေးလက်မြေအဖွဲ့အမှုဆောင်ဒါရိုက်တာမတ်မူဆဲကဒီလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေါ့နော်ကူညီပိတ်ပင်ခံရတာပေါ့လေဥမာသူတို့ရှိတဲ့နေရာကိုလာရောက်ဖို့အတွက်ဒီအမလာခိုင်းတဲ့ဟာမျိုးတွေသူတို့ဝန်ထမ်းတွေကိုချိန်ချောက်တာမျိုးတွေဒီအဖွဲ့အစည်းတွေချိန်ချောက်ခံရတဲ့ဟာမျိုးတွေအလူရွှင်တွေကိုယ်တိုင်ကဒီတဲ့ပေါ့နော်ကိုယ်နာမည်ပုပ်ပွင့်လူလင်းနဲ့မလူနိုင်ရတဲ့ ဒုက္ခတွေတွေကိုကုညီပေးတဲ့အဖွဲ့အစည်းပေါ့လေအဲ့လိုလူသားချင်းစာနာထိုက်ထားမှုဆိုင်ရာအဲကုညီတွေကိုပေးဖို့အဖွဲ့အစည်းတွေတောင်မှပေါ့နော်နေအဲ INGO ဖြစ်စေ CBO CSO တွေဖြစ်စေပေါ့နော်ဒီအဲနမည်နဲ့ပုပ်ပွင့်လင်းမလူရဲတဲ့အခြေအနေမျိုးတွေဖြစ်တယ်ဘာလို့လဲဆိုတော့သူတို့ကချင်းချောက်တယ်တားဆီးတယ်ပိတ်ပင်တယ်အမှန်ကြီးတို့အရင်ဒီတိလေးလုံးမတိုက်ခင်တော့ဆိုလို့ရှိရင်တို့စီဗီချောင်းတွေတော်တဲ့ညတော်ကြည့်ကြည့်ဒါကတော့ပြောထားပြီးသားတော်လို့ရှိရင်တော့ ဟိုသူတို့ပြည့်ရတော့တာဝန်မယူဆိုတဲ့ဟာမျိုးတွေပေါ့ဒီလိုမျိုးတွေချင်းချောက်ခံနေရတာရှိပါတယ်မြန်မာနိုင်ငံကလူသားချင်းစာနာမှုအကူအညီလိုအပ်နေသူတွေအတွက်အာရှဖွံ့ဖြိုးရေးပိုင် ADB ကဒေါ်လာတန်တရာတန်ဖိုးရှိအကူအညီတွေပေးသွားမယ်လို့အခုရက်ပိုင်းမှာပဲအတည်ပြုခဲ့ပါတယ်။ စာနေရခါရေအမိုးကစေဝါဆောင်ဆောင်မှုအတက်မွေးဝမ်းကြမှုနဲ့ရက်ရွာပြန်လဲထူထောင်ရေတို့အတွက်ပံ့ပိုးပေးမှာဖြစ်ပြီးကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ဒေသတွင်းအဖွဲ့အစည်းတွေကတဆင့်ပေးအပ်သွားမယ်လို့ဆိုထားပါတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့ကန့်သက်ချုပ်ချယ်မှုတွေကြောင့်အခုညီပေးရဲ့လုပ်ငန်းတွေထိရောက်မှုအားနည်းနေတာကြောင့်မြေပြင်အဖွဲ့တွေနဲ့ထိတိရရောက်ချိတ်ဆက်လှုပ်ဆောင်တင်တယ်လို့စစ်ဆောင်ရေးကုညီဆောင်ရွက်ပေးနေသူမဆန္ဒကအကြံပြုပါတယ်။ ချက်ချောင်းနေမှာလဲသူတို့ရဲ့အခွင့်အရေးရှိပေါ့နော်ဆိုတော့သူတို့ရဲ့အခွင့်အရေးအရာဒီသူတို့အခွင့်အရေးချိုးဖောက်မှုတွေကိုချော့ချနိုင်တဲ့လောက်ချော့ချနိုင်အောင်ပေါ့နော်ကျွန်တော်တို့စစ်ကောင်စီကိုနိုင်ငံတကာရဲ့ဖိအားတွေအများကြီးလိုအပ်တယ်ပေါ့နော်နောက်တစ်ခုကဒီနိုင်ငံတကာအနေနဲ့လည်းကျွန်တော်တကယ်ပဲထိခိုက်ခံစားနေရတဲ့ဆစ်ဆောင်ပြည်သူတွေစီကိုနိုင်ငံတကာရဲ့ humanitarian aid တွေရရှိဖို့ရအတွက်စစ်ကောင်စီနဲ့ဥပပေါင်းလာတဲ့အတွက်အမျိုးမလုပ်ဖဲနဲ့ပေါ့နော်ဒီအမှန်တကယ်မြေပြင်မှာ အာလှူရှားရုံးခံပြီးနေကြတဲ့အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတဲ့အခါမှာတခြားနေအတွက်ကုညီထောက်ပံ့မှုတွေကိုလုပ်ပေးချဖို့ရတယ်တောင်းဆိုချင်တယ်တကယ်ပဲအဲတောင်းစီရဲ့ DNA ကိုတောက်ယွန်းပြီးတဲ့အခါကျတော့အမှန်တကယ်စေပေးရှောင်ရတဲ့ပြည်သူတွေဟာတနေ့တစ်နေ့တိုးလာတာဖြစ်ပါတယ်ဒါကြောင့်နိုင်ငံတကာရဲ့စစ်ကောင်စီပေါ်ဖိအားတွေလိုအပ်တယ်လို့စစ်ဆောင်ပြည်သူတွေအတွက်ဆိုရင်လည်းဟိုမန်န်ဒေးရဲ့ ACE တွေအများကြီးလိုအပ်နေတာဖြစ်ပါတယ်ဒါတွေကိုမြင်အောင်ကြည့်ပြီးတဲ့အခါကျတော့ပံ့ပိုးမှုပေးချဖို့ရတဲ့အတွက်တောင်းဆိုပါတယ် နိုင်ငံတွင်းပဋိပက္ခတွေဒေတာတွင်းစစ်ပွဲတွေက လူလူရဲ့လှုပ်အားဆွဲအင်ကိုရော့ကျစေခဲ့ပါတယ်။တကူရီရက်တီနိုင်မှုကစားလို့အများအကျုပ်အတွက်ထမ်းပို့နိုင်မှုပျောက်ဆုံးလာတာဟာနိုင်ငံရဲ့တိုးတက်မှုကို အနှုတ်လက္ခဏာရောက်စေတာပါ။ဆယ်စုနှစ်များစွာပြည်တွင်းစစ်သားမကလက်ရှိစစ်အာဏာသိမ်းနောက်ဆက်တွဲအခြေအနေကြမှာတော့လူလူရဲ့ဆွာဟာလက်နက်ကြီးလက်နက်ငယ်တွေကြားဒုက္ခသည်တွေဖြစ်တာပြည်လွာနေကြရစေပါ